ဇလန်းဆောက်မှာတော့စောစောဆိုင်တစ်ခုမှာဒင်းရဲ့ကြေစုတက်စီပုံကတငယ်ချင်းဘန်ဒီယာဖောက်တဲ့တချို့နဲ့အလာပါတလာပါပြောနေပါတယ်ဒီအချိန်မှာအရှိဝိုင်းကနေကော်ဖီမာတာကြောင့်ဘန်ဒီလက်တော့ထိပ်ပေးလိုက်ပြီးမှားတဲ့သူကတော့အခြားသူမဟုတ်ပဲဒင်းလုံးနဲ့အတူတူအလုပ်တွဲလုပ်ဘူးတဲ့စိတ်ဝေဒနာရှင်မာတင်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ညဘက်မှာတော့ဘန်ဒီလက်ဆန်ပေးလိုက်ပြီးအိမ်ကိုပြန်သွားတဲ့အချိန်သူ့နောက်ကနေမာတင်ဟာနိုင်ရောက်ခံပြီးလိုက်လာပါတယ်။ ဒါမဲ့ရုတ်တရက်ဆိုသလိုပဲဘန်ဒီကိုမျက်ခြေပြတ်သွားပြီးအဲ့အချိန်မှာအတန်အကြီးတစ်ခုကိုကြားလိုက်ရအောင်မာတင်လည်းဓာတ်အုပ်ထုတ်လိုက်ပြီးအမြန်ပြေးလိုက်သွားတော့လေဘေးမှာကိုက်ရနဲ့တိတ်ဆုံနေတဲ့ဘန်ဒီရဲ့ဖောက်တဲ့တယောက်ကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့နောက်တရက်မှာတော့မာတင်ဟာဆန်စီကိုဖုန်းဆက်လိုက်ပြီးဘန်ဒီရောလူသက်လိုက်ပြီးဆိုတဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့ဒီအချိန်မှာဒင်းရောက်လာပြီးဆန်ကိုဘသူနဲ့ဖုန်းပြောနေရလဲလို့မေးလိုက်ကဆန်ကလည်းမာတင်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ် ါကြောင့်ဒိန်းကလည်းမာတင်လိုမျိုးစိတ်ဝင်စားခြင်းကိုဘာဖြစ်လို့အမှုအတင်းလိုက်ခံနေရလဲဆိုပြီးဆန်အောင်ဆူငေါက်နေတဲ့အချိန်ဆန်အားတော့မာတင်ကနည်းနည်းနစ်ပြက်ကောင်းလာပြီဖြစ်ကြောင်းနဲ့သူ့စီမှာအမှုလာတောင်းနေရကြောင်းခက်ကြီးကြီးလေးလေးမဟုတ်တဲ့ဘန်ဒီရဲ့အခြေအနေကိုစောင့်ကြည့်ခံရတာပဲလို့ပြောလိုက်ပါတယ်။အခုမာတင်ဖုံးဆက်တာကလည်းတခြားမဟုတ်ပဲငါတို့ရဲ့ဘန်ဒီရာလူပြောက်ကိုတက်လိုက်ပြီလို့ပဲပြောလိုက်ပါတယ်။ဒီလိုနဲ့ဒိန်းတို့လည်းအမှုเจ้าကိုကာကနာတီအောင်လို့မာတင်စီကိုလိုက်သွားကြပါတယ်။ ဒီလိုနဲ့မာတင်တဲနီရဲ့မော်တယ်ကိုရောက်လာတော့မာတင်ကအခုဘန်နီယာရိုက်ဆိုတဲ့နာမည်နဲ့လုံးလုံးနေရဖြစ်ပြီးမနေ့ကလေးနေမယ်သူနဲ့စကားထိုက်ပေါ်နေတဲ့ဖောက်တယ်ကိုညာတွင်းရှိမှာတက်ပစ်လိုက်တာလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဒင်းရလည်းအချင်းနီကိုသိချအောင်လို့သိချပြပြခိုင်းလိုက်ရာမာတင်ဟာစိုက်ပိတ်တော့ဘန်နီရဲ့နောက်ကိုနောက်ရောက်ခိုင်းလိုက်ခဲ့ပြီးတက်လျာမှာတော့ဘန်နီကိုမျက်ခြေပြတ်သွားကမရှိမနှောက်မှာပဲအတန်တစ်ခုကိုကြားလိုက်ရပြီးသူသွားကြည့်တဲ့အချိန်မှာတော့တင်းဆုံးနေတဲ့သူကိုတွေ့လိုက်ရတာပဲဖြစ်ကြောင်းပြောပြပါတယ်။ ဒီစကားကြောင့်ဒိန်းရလည်းဘန်နီတက်တာကိုမြင်မဲနဲ့ဘန်နီကိုဆွဆွဲနေလို့မာတီကိုစိတ်တို့ပြီးအောင်းငေါနေပြီဒီကိစ္စတွေကိုဘန်နီလက်ချက်ဟုတ်မဟုတ်ကိုသူတင်ချောင်းလုံးဆွဆဲခွင့်ပေးပါလို့ပြောနေကဆန်ရဲ့ခွင့်ပြုချက်နဲ့အတူဘန်နီလွတ်လွတ်တဲ့ဆန်ကိုထွက်လာခဲ့လိုက်ပါတယ်ဒိန်းထွက်သွားတဲ့မာတီကဘန်နီကိုသွားတီးဖို့အတွက်ဆန်အောင်ပြောနေပေမဲ့ဆန်ကတော့ချက်ချင်းပဲညှိလိုက်ပြီလက်ရှိအခြေအနေအရဒိန်းကဘန်နီရဲ့လက်ချက်ဆိုတာကိုယုံမှမဟုတ်ဘူးလို့ပြောပြနေပါတယ် ဒီလိုနဲ့ဆန်အားလေတက်ဆက်တုံးကသူနဲ့အမလီယာတို့ရဲ့အရင်အခြေဟောင်းတွေကိုပြန်တွေးနေတယ်ဖြစ်ပြီးအချိန်နေရာအမလီယာရဲ့ခင်မုံတုံးကအသက်ရှင်နေတဲ့အကြောင်းအမလီယာဘာဆက်လို့ရမလဲဆိုတာကိုဆန်ဝမင်းနေပါတယ်ဆန်အားလေသူတို့နောက်ကဆက်ဆက်ကြီးတွေကိုလမ်းမလျှော့ချင်ဘူးဆိုပြီးအသနာခံခဲ့ရကြအောင်အမလီယာလည်းသူ့ကိုစဉ်းစားခွင့်ပေးပါဆိုပြီးအချိန်တစ်ခုတောင်းလိုက်ပါတယ်ဒီအချိန်မှာဒင်းကတော့ဆန်အောင်ရောနေပြီဖြစ်ပြီးအဲလစ်ဘတ်ဆိုတဲ့သူနဲ့တွေ့နေကရုံကိုဘာမှရှာမလဲလို့မင်းနေပါတယ်အဲလစ်ဘတ်ကလည်းရုံဟာအခုဒီမှာမရှိကြောင်းနဲ့ခီးထွက်သွားပြီလို့ပြောလိုက်ပါတယ် ဒါကြောင့်ဒေးကလည်းအဲလိဇဘက်ကိုပြောပြီးရုပ်လိုက်ပြီးသူ့ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်တာရိုဒီယိုပြောင်းလာလို့ရှိရင်သူ့ကိုဖုန်းဆက်ပေးပါလို့မှာခဲ့လိုက်ရပါတယ်။ဒီချိန်အစပြီးထင်းလည်းဘန်နီကိုဖုန်းနေဆက်နေပြီမယ်။ဘန်နီကတော့လုံးဝမကင်တော့ပါဘူး။ဒါမှမယ့်ဒင်းဝင်းရဆိုင်လက်ကနေတော့တကြမလွတ်နိုင်မယ်။နောက်ဆုံးမှာတော့အလောင်းတလောင်းကိုမြုပ်နေရင်သွေးဆိုးနေတဲ့လက်ကိုဆေးနေတဲ့ဘန်နီစီကိုဒေးကရောက်လာပြီးနောက်ကျောကနေဓာတ်အသစ်နေထားနဲ့ကင်ထားလိုက်တာဘန်နီကိုမင်းအခုဘာလုပ်နေရလဲလို့မေးလိုက်ပါတယ်။ ဗန်နီကလည်းဒေးကိုမြင်တော့အမှန်တိုင်းပဲပြောပြပြီးငါကူဒက်စမိုလို့ခေါ်တယ်ငါ့ရဲ့တပည့်တကောင်သစ္ဆုတ်ဖို့ကောင်ရဲ့ဒုတိယမှတ်သားကောင်ကိုမြုပ်ပြီးနေရလို့ပြောပြလိုက်ပါတယ်အကြောင်းရင်းမှန်ကတော့ဒက်စမိုကသူ့ရဲ့အတိုက်မှာပါဝင်ဖို့အတွက်ဗန်နီကိုလာခေါ်ခဲ့တာဖြစ်ပြီးဗန်နီကညင်လိုက်တာကြောင့်ဗန်နီသူ့ကိုလက်မခံမချင်းလူတွေလက်တက်ပြနေတာဖြစ်ပြီးအခုဆိုရင်နှစ်ရက်အတွင်းမှာနှလောင်းရှိနေပြီလို့ပြောပြလိုက်ပါတယ်ဒေးရလေဗန်နီကိုမင်းရအကူသစ္ဆုတ်ထဲမှာဝင်ပါနေပြီလို့ပြောလိုက်ကအခုဆိုရင်မင်းရနောက်ကိုငါရဲ့ညီဆန်လေမာတင်ဆိုတဲ့ကောင်ကလိုက်နေတာကြောင့်ဆန်အောင်ရှော့မရတဲ့လို့မှာခဲ့လိုက်ပါတယ် ပြီးတော့ဘန်နီကိုလည်းဘာဖြစ်လို့သောက်သောက်ဆိုင်မှာအလုပ်လုပ်နေရလဲလို့မေးနေပြီးဘန်နီကတော့ကက်ရှစ်ရှစ်မဲ့သူ့ရဲ့မျက်မှောက်လေးအဲလိဇဘက်ကိုသောက်သောက်ချင်လို့ပါလို့ပြောလိုက်ကာအဲလိဇဘက်ကြောင့်သာ "तू ကအခုလိုမျိုးအားတင်းပြီးတော့ဆောက်လောက်မှုကိုထိချုပ်နိုင်နေရလို့ပြောပြလိုက်ပါတယ်"ဒီလိုနဲ့ပဲဒင်းလေဆန်တို့ကိုဒီကိစ္စတွေအားလုံးကဘန်နီရဲ့လက်ချက်မဟုတ်ပဲဒက်စမိုးဆိုတဲ့ကောင်ကလုံနေရလို့ပြောပြလိုက်ပြီးဒက်စမိုးဆိုတဲ့ကောင်ပဲတီးဖို့တည်းပြောကြပါတယ်ဒါမဲ့မတင်ရဒင်းကိုတတိမရအောင်လို့ရိုက်ချလိုက်ပြီးဒီကောင်လိမ့်နေတာငါတို့တွေဘန်နီကိုရအောင်တောက်ကြရမယ်ဆိုပြီးဆန်ကိုထပ်ပြောပြလိုက်ပါတယ် ဒီလိုနဲ့ပဲဆန်လဲလိုက်လာခဲ့ပြီးမာတင်ကိုကြိုးမှုတက်သွားနေတဲ့လမ်းမှာဆန်အားဒွန်းနဲ့မြို့ဝဘာမှတွေ့ခဲ့တဲ့အခြေအနေကိုပြန်ပြီးသတိရနေခဲ့တာဒွန်းကလည်းအမလီယာကိုရဲချစ်လို့လာကြောင်းသူမရဲ့ဆုံးမချက်ကိုအလေးထားမဖြစ်ကြောင်းပြောနေပြီးဆန်အောင်လည်းဘလိုပဲဆုံးမချက်ဖြစ်လာခဲ့ဖြစ်လာခဲ့လက်ထာဖို့အတွက်တိုက်တွန်းနေပါတယ်။ဆန်နဲ့မာတင်တို့ထွက်သွားပြီးအတော်ကြာတဲ့အချိန်မှာတော့ဒင်းပြောက်တဲ့သူ့ထုတ်ထားတဲ့နေရာနေပြန်လို့လာပြီးလက်ထစ်တီကိုဖြီးနေရကဘန်နီစီကိုဖောက်ဆက်လိုက်ပြီးဆန်မင်းစီကိုအခုချိန်ချင်းလာနေပြီးလို့အတိပေးလိုက်ပါတယ်။ ဒါကြောင့်ဒီကိစ္စတွေပြည့်ခင်မှာသူအမျက်ရှင်းရအောင်လို့ဘန်နီကိုဒန်စမိုးရဲ့နေရာကိုပေးလိုက်ပြီမယ်။ဘန်နီကဒါသူ့ကိစ္စဖြစ်လို့သူ့ဘာတခါလဲခေါ်တော့မှပြပြမယ်လို့ပြပြလိုက်ပါတယ်။ဒီလိုနဲ့ဆန်နဲ့မာတင်လည်းဘန်နီရှိနေတဲ့နေရာရောက်သွားတော့ဘန်နီရရှိမနေတော့ပဲမာတင်ကတော့မြေပြပေါ်မှာကြာနေတယ်။အဲလိဇဘက်နဲ့ဘန်နီတို့ရဲ့ပုံကိုကြည့်နေပါတယ်။ဒီအချိန်မှာဆမ်စီကိုအမလီယာစီကနေအကူအညီတောင်းတဲ့ message ဝင်လာအကြောင်းဆန်ကလည်းမာတင်ကိုထားခဲ့လိုက်ပြီးအမလီယာစီကိုပဲချက်ချင်းပဲဒုံးဆိုင်မောင်းချသွားပါတယ်။ဒီလိုရကြောင်မာတင်ကတော့ဆန်အောင်ကြိတ်ဆဲပြီးကြံနေခဲ့တာတခုခုကိုလည်းထိုင်စင်းစားနေပါတယ်။ ဒီချိန်မှာဒင်းနဲ့ဗန်ဒီတို့ကတော့ဒက်စမွန်ရဲ့အတိုက်ကိုခိုးဝင်နေကြပြီဒက်စမွန်ကလက်ဦးသွားကဒင်းကိုလက်ကနဲ့တက်ခိုက်လိုက်တာကြောင့်ဒင်းလည်းဒက်စမွန်နဲ့နဘဲလုံးနေရပါတယ်ဒီလိုမျိုးသူတို့ပြန်ကိုတို့ပြန်ချနေကြရင်နောက်ဆုံးမှာတော့ဒက်စမိုကအရေးတက်သွားပြီးဒင်းအောင်ကက်ခန်ဒီအချိန်မှာတော့အနောက်ကနေဘန်နီရောက်လာပြီးဒက်စမိုကိုတခါတည်းအဆုံးသတ်ပြလိုက်ပါတယ်။ကိစ္စတွေအလုံးပြီးသွားတဲ့ဒင်းလည်းဘန်နီကိုလုံးဝဆက်မပြုတ်ပြဖို့တမာနေပြီးအခုလက်ရှိအချိန်နဲ့ရာတခြားမှုဆိုးတွေကလည်းဘန်နီရဲ့အကြောင်းကြားလို့ရှိရင်တချင်မရောက်လာကြမှာဖြစ်လို့အခုပဲနေရာနေပြောင်းဖို့တိုက်ပြောလိုက်ပါတယ်။ ဒါကြောင့်ဘန်နီကလည်းအဲလိဇဘက်ကိုသူနောက်ဆုံးအနေနဲ့တဝိုင်းကြည့်နေတယ်လို့ပြောနေပြီးဒင်းကလည်းခုပြုတ်ပေးလိုက်တာကြောင့်နှဲ့ဥသာလမ်းခွဲလိုက်ကြပါတယ်ဒီလိုနဲ့ဘန်နီလည်းမြို့ဝထွက်လာရင်းနဲ့လမ်းမှာအဲလိဇဘက်စီကနေဖုန်းဝင်လာပါတယ်ဘန်နီလည်းသူ့မြင့်မာလေးကြီးကလာတဲ့ဖုန်းကိုကိုင်လိုက်တဲ့အချိန်တစ်ဖက်ကအတန်ပိုင်ရှင်ဟာမာတင်ဖြစ်နေပြီးမာတင်ဟာဘန်နီကိုရောက်ရအကြက်ကနေအနေဆုံးပြန်လာဖို့အတွက်အဲလိဇဘက်ရဲ့အတန်နဲ့ချိန်ချောက်လိုက်ပါတယ်ဆန်အားတော့အမလီယက်စီကိုသွားနေရင်အမလီယက်ဆန်နေထွက်သွားဖို့အတွက်အထူးပြင်နေတဲ့အချိန်ကိုပြန်ပြီးတတိယနေပါတယ် အမလီယာတော့ဆန်ကိုဘာဖြစ်လို့တော့မှလဲလို့မင်းနေပြီဆန်ကတော့ခက်ပြက်ပြက်ပဲအမလီယာကိုဒုံအခွင့်အရေးပြန်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲလက်ရှိကာလမှာတော့ဆန်ဟာအမလီယာစီကိုတစ်ခေါက်ပြောင်းလာခဲ့ပြီတနက်ကိုစတင်ပြထားလိုက်ကအိမ်ထဲကိုထောင်းကြည့်လိုက်ပြီအထဲမှာတော့တူထင်သားသလိုဖြစ်မနေပဲအမလီယာနဲ့ဒုံတို့ကပျော်ရွှင်နေကြတာကိုမြင်လိုက်ရတာကြောင့်တနက်ကိုခက်တင်းဆုပ်ကန်လိုက်ပြီနေရာကနေပြန်လှထွက်ခဲ့လိုက်ပါတယ်ဒီချိန်ဘန်ဒီကတော့ချိန်တားနဲ့ဆန်ရွှေ့လာခဲ့ပြီထိုင်ကုန်မှာကျိုးတို့ခန္ဓာရကလဲပင်းသားမှလည်းဓာတ်နဲ့ထွက်သွားခဲ့ရတယ်အဲလိဇဘက်ကိုမြင်လိုက်ရကဘန်ဒီလည်းမာတိတ်ကိုမလုပ်ဖို့အတွက်အတင်းတဲ့တောင်းပန်နေရပါတယ် ဒီအချိန်မှာမာတင်ကတော့အဲစ်ဘက်ကလေပင်ကိုဓာတ်နဲ့အနေငယ်မှုန်းလိုက်တာကြောင့်သူ့နဲ့ရသွားတဲ့ဘန်နီလေးကအသိစိတ်ကိုမနှဲကဲအောင်လို့ထိန်းနေရပါတယ်ဒီလိုမျိုးဘန်နီရဲ့ဖြစ်ပျက်တွေကိုမြင်ပြီးဆစ်ချုပ်နေတဲ့အဲလီဇဘက်ကတောင်းတလကြဖြစ်နေတဲ့အချိန်မှာပဲမာတင်ဟာဘန်နီရာဘာကောင်လဲဆိုတော့ပြပြနေနေအဲ့ကောင်ကတခြားသူမဟုတ်ပဲနေရဲ့အဘေးပဲလို့ပြပြလိုက်ပါတယ်ဒီစကားကြောင့်အဲလီဇဘက်လည်းအံ့ဩသွားရပြီးဘန်နီရာတော့မင်းမလိုချင်လို့လည်းလို့မေးလိုက်ပါတယ်မာတင်ရာတော့ခက်ပြက်ပြက်ပဲဘန်နီကိုတွေ့ချင်ကြောင်ပြောလိုက်တာကြောင့်ဘန်နီလည်းလဲစင်းပေးလိုက်ပြီးသူမီယုတ်တော့လှုပ်ပေးပါလို့ပြောလိုက်ပါတယ် တဲတဲ့နှစ်ဖက်မှာကဘာနေပြက်နေပြီမဲတစ်ဖက်မှာတော့ရော်ဒရှင်လေးကိုဖွင့်ပြီးအေးရအေးရောက်နေကားမောက်လာတဲ့ထင်းရှိနေပြီသူ့စီကိုအဲလိဇဘက်ကဖုန်းဆက်လာခါတုံလုံးနေတဲ့လေးတန်နဲ့ဒင်းငါတို့စီကိုအခုချက်ချင်းပဲလာခဲ့ပါလို့ပြောနေပါတယ်ဒီစကားကြောင့်ဒင်းရဲ့ဘက်မှာလည်းမအေးချမ်းနိုင်တော့ပဲဒင်းဟာဖိုင်တာလိုမျိုးကားအောင်မောင်းကွေးလိုက်ခါအဲလိဇဘက်တို့စီကိုတန်းသွားနေပြီအပြစ်မှာသူ့ရဲ့နဲ့ထိုင်နေတဲ့အဲလိဇဘက်ကိုမြင်လိုက်ရပါတယ်ဒီလိုလေဒင်းလေအကြောင်းဆုံးသိအောင်လို့သသောဆိုင်လေးကိုဝင်ကြည့်လိုက်တော့တေဆုံးနေတဲ့မှာဒင်းကိုတွေ့လိုက်ရပြီဘယ်နီရတော့လုံးဝအဆန္ဒပြောက်သွားခဲ့ပါတယ် ဒီအဖြစ်ပဲဖြစ်သွားတာနဲ့ဒေးလေမော်တယ်ကိုပြန်လာခဲ့လိုက်ပြီးတစ်ဖက်ကဆန်ကလည်းသူ့ကိုစားပို့ရတဲ့သူကဘာလို့လဲဆိုတော့ဆရာစုံစမ်းနေတဲ့အချိန် Emily ရဲ့ဖုန်းကိုဆက်ကြည့်လိုက်တော့တကယ်တမ်းမှာအဲ့လူကဒေးဖြစ်နေပါတယ်အကြောင်းကတော့ဒေးဟာဆန်ကိုစိတ်ပဲပြတ်လိုက်အောင်လို့ကူညီပေးခဲ့တာဖြစ်ပေမယ့်ဆန်ကတော့မယုံပဲဒေးဟာဗန်နီကိုကဲခြင်းလို့သူ့ကိုတမင်တကာပတ်ထုတ်လိုက်တာမလားလို့ပြန်ပြောလိုက်ပါတယ်ဒါမဲ့ဒင်းရတော့အခုချိန်မှာဘန်နီပြောတာတွေကအမှန်ဖြစ်ကြောင်းနဲ့ဒီလိုထဲမှာအခြားသူတို့ပုံကောင်တွေရှိနေပြီးဘန်နီရှိမှာအပြစ်မရှိကြောင်းပြောလိုက်ပါတယ် ဒါကြောင့်ဆန်ကလည်းဒေသရှင်ပေးလိုက်ပြီးအဲ့ဒါဆိုရင်တော့ကိစ္စတွေကပြတ်ပါပြီလို့ပြောလိုက်ကာအခုလက်ရှိမှာအခြားဘသူတွေတင်နေပြီလေလို့မေးလိုက်ပြီးဒင်းရတော့မာတင်ပဲလို့ပြောလိုက်ပါတယ်ဆန်ကလည်းမာတင်ကိုတတ်တာကဘသူလဲလို့မေးနေပြီးဒင်းရတော့မာတင်ကအပြစ်လုပ်လိုက်ပြီလို့ဘန်နီကလုံးတင်လုံးတိုက်ထုတ်လွတ်လိုက်ရတာပါဆိုပြီးကာပြီးပြောနေပေမဲ့ဆန်ကတော့ချက်ချင်းမဲ့ဖုန်းကိုချပြလိုက်ပါတယ်ပြီးရတယ်ဆန်တရားကိုဘာနေထွက်ဖို့အတွက်မတ်တထရိုက်လိုက်ပြီးလျှက်ကြည့်လိုက်တဲ့အချိန်မှာတော့အမလီယာဆန်စီကိုတလန့်ချင်းချောက်လာနေတာကိုတွေ့လိုက်ရပြီးဆန်လည်းအံ့ဩသွားရပါတယ်